ကဘာသမုတ်တရာရေတွေရုတ်တရက်ပျောက်သွားခင်မယ်ဆိုရင်ဘာတွေဆက်ဖြစ်လာမလဲမိတ်ဆွေတို့ပင်လယ်ကမ်းခြေကိုရောက်ဖူးကြတယ်မလားအဆုံးမရှိကျေပြောတဲ့ရေပြင်ကြီးကိုကြည့်ပြီးဒီရေတွေအကုန်လုံးဒါမရှိတော့ဘူးဆိုရင်ဒီကဘာကြီးဘာဖြစ်သွားမလဲလို့တွေးဘူးကြလားဒါမှမဟုတ်ကျမတို့ရဲ့အိမ်မှာရှိတဲ့ရေချိုးကန်ရဲ့ပလက်ကောင်ကိုဖွင့်ချလိုက်တယ်လို့မျိုး ပစိပေတမုတ်တကြီးရဲ့အောက်ခြေမှာအပေါက်ကြီးတစ်ခုလိုပွင့်သွားပြီးရေတွေအကုန်လုံးစီးဆင်းသွားမယ်ဆိုရင်ရောဘာတွေဖြစ်လာမလဲဒါဟာရုပ်ရှင်ဆန်လွန်းတယ်လို့ထင်ရပေမဲ့တိပ်ပံပညာရှင်တွေတွက်ချက်ထားတဲ့အဖြေကတော့တကယ်ကိုကြက်သိမ်းထားစရာပါပဲဒီနေ့ဒီဗီဒီယိုမှာတော့ကဘာတမုတ်တရေတွေရုပ်တရက်ပျောက်ဆုံးသွားတဲ့အခါကြုံတွေ့ရမယ့်ကပ်ဘေးကြီးအကြောင်းကိုအစအဆုံးပြောပြပေးသွားမှာပါပထမဆုံးအနေနဲ့ကျမတို့ကဘာပေါ်မှာရေဘလောက်များများရှိတယ်လဲဆိုတာကိုအရင်ကြည့်ရအောင် ကဘာမီမင်းနဲ့ပင်ရ80ရာခိုင်နှုန်းကိုရေတွေနဲ့ဖုံးလန်းထားတာက လူတိုင်းသိပါတယ်။ဒါပေမဲ့ပမာဏအတိအကျကိုခန့်မှန်းကြည့်ကြဘူးလား။ကနန်းနဲ့ပြောမယ်ဆိုရင်တော့အိုလံပစ်အားကစားပြိုင်ပွဲသုံးရေကူးကမောင်း900ထရီလီယံကျော်နဲ့ညီမျှပါတယ်။ကဘာအနက်ဆုံးနေရာဖြစ်တဲ့မာရီယာနာမြောင်းရဲ့အောက်ခြေမှာ10မီတာလောက်ကျယ်တဲ့ ဘတ်စကက်ဘောဂွင်းစာလောက်ရှိတဲ့လှိုးဝဲဆန်းကျင်တဲ့အပေါက်ကြီးတစ်ခုပွင့်လာတယ်ဆိုပါစို့အဲ့ဒီအပေါက်ကနေရေတွေကိုစုပ်ထုတ်မယ်ဆိုရင်တော့မှဒီရေတွေအကုန်လုံးကုန်သွားဖို့ဘလောက်ကြာမယ်လို့ထင်ပါတယ်တကယ်တမ်းတွက်ချက်ကြည့်လိုက်တဲ့အခါမှာနှစ်ပေါင်း3သိန်းလောက်ကြာမှာဖြစ်ပါတယ်ဒါဟာအရန်ကိုကြာလုံးပါတယ်ကဲဒါဆိုလို့ရှိရင်ဒီရေတွေအကုန်လုံးကိုတမနစ်အတွင်းအကုန်လုံးစုပ်ထုတ်ပြစ်နိုင်တဲ့စွမ်းအားရှင်တယောက်ရှိနေတယ်လို့ဆိုကြပါစို့ တမနစ်အတွင်းမှာပဲကပ္ပရေတွေအကုန်လုံးပျောက်သွားပြီဒါဆိုရင်ဘာတွေစဖြစ်လာမလဲကန်းနီးရေတိမ်ပိုင်းမှာရေကူးနေတဲ့သူတွေလှေစီးနေတဲ့သူတွေကတော့ရေရုတ်တရက်ပျောက်သွားတဲ့အတွက်တဲတောင်မြေမော်ကိုဘုံကနေပြုတ်ကျသွားမှာပါနာကျင်မှုတော့ရှိမှာဖြစ်ပေမဲ့အသက်တော့ရှင်နိုင်မှာသေးတယ်ဒါပေမဲ့ပင်လယ်နက်ပိုင်းကသင်္ဘောကြီးတွေကတော့အတော်လေးကန်ဆုံးမဲ့အခြေအနေပါဥပမာတိုက်တန်နင်းလိုတင်မောကြီးမျိုးဒါမှမဟုတ်ဇိန်ခန်ခရုစ်တင်မောကြီးတွေပေါ့ သူတို့ကတော့ပင်လယ်ရေမျက်နှာပြင်အောက်ပေပေါင်းထောင်ချီနေတဲ့နေရာတွေပေါ်မှာရေပေါ်ပေါ်ဘောလောနေကြတာလေရေမရှိတော့တာနဲ့တကြိမ်နဲ့လေထဲကနေအောက်ချီနေပင်ပေါ်ကိုဝုန်းကနေပြုတ်ကျသွားမှာပါစက္ကန့်30အတွင်းမှာပဲကီလိုမီတာပေါင်းများစွာအမြင့်ကနေပြုတ်ကျပြီးတင်းမောတွေအားလုံးတစားစီကြေမွသွားပါလိမ့်မယ်တင်းမောသားတွေခီးသည်တွေအတက်ကတော့လေဒီမပါပဲလေရင်ပေါ်ကနေခုန်ချလိုက်ရတယ်လို့မျိုးဖြစ်မှာပါရေတရဝရရဲ့ဏိကုံရောဘယ်လိုဖြစ်မလဲ ဒါကတော့တကယ်ကိုငားမိုးရွာပြီဆိုတဲ့သကပုံအတိုင်းပဲဝီလငားကြီးတွေလက်ပိုင်းတွေငမန်းတွေနဲ့တန်ပေါင်းများစွာသောငားအုပ်ကြီးတွေဟာရေမရှိတော့တဲ့အတွက်သမုတ်တရားကျမ်းမြင့်ပေါ်ကိုမိုးရွာတယ်လို့မျိုးပြုတ်ကျလာပြီးတေဆုံးကုန်ကြမှာပါပင်လယ်အောက်ခြေမှာနေထိုင်တဲ့ရေနဲ့တရဝါတွေဆိုရင်လည်းရေဆုပ်ထုတ်လိုက်တဲ့အချိန်နဲ့အတူ ရေစင်းပေါက်တွေကိုပါသွားဖို့များပါတယ်ကဲအခုဆိုရင်ပင်လယ်ပြင်ကြီးလည်းတိတ်ဆိတ်သွားပြီရေတွေလည်းမရှိတော့တဲ့အတွက်ကျမတို့ဘာကိုမြင်ရမလဲ ကမ္ဘာမြေပုံကြီးလည်းပြောင်းလဲသွားပါပြီ။ကျမတို့မျက်စိရှိမှာကမ္ဘာအမြင့်ဆုံးတောင်တန်းတွေကိုမြင်တွေ့ရတော့မှာပါ။ဟုတ်ပါတယ်။အေဝရက်တောင်ထက်တဲ့ရှီလျားတဲ့တောင်တန်းတွေဟာရေအောက်မှာရှိနေတာပါ။အခုဆိုရင်ဥရောပကနေအမေရိကကိုလည်းလမ်းလျှောက်သွားလို့ရသွားပါပြီ။ဒါဒီမကဘူးနှစ်ပေါင်းရာချီပျောက်ဆုံးနေတဲ့သင်္ဘောပြက်တွေလေရင်ပြက်တွေရှီဟောင်းမြို့တော်တွေအကုန်လုံးပြန်ပေါ်လာမှာပါ ပြောင်းဆုံးနေတဲ့ MH370 လီယင်ကိုလည်းရှာတွေ့ကောင်းရှာတွေ့နိုင်တယ်လို့တိုက်တန်နဲ့တင်မောပြက်ကိုလည်းရင်ငုပ်တင်မောစီးစရာမလိုပဲအနီးကပ်သွားကြည့်လို့ရသွားမှာပါဒါပေမဲ့သွားမကြည့်တာတော့အကောင်းဆုံးပါပဲဘာလို့လဲဆိုတော့ပုတ်ပွားနေတဲ့ငါးတိကောင်တန်ချိန်တန်ပေါင်းများစွာရဲ့အနံ့စုကြီးကကဘာကြီးတစ်ခုလုံးကိုလွမ်းခြုံထားတော့မှာမို့လို့ပါပဲအပေါ်ကအချက်တွေကကြောက်စရာကောင်းတယ်လို့ထင်ရင်အခုဆက်ပြောမယ့်အချက်တွေကတော့ပိုဆိုးပါတယ်။သမုတ်တရားဆိုတာရေတက်တက်ပဲမဟုတ်ပါဘူး။ သူတို့ဟာကဘာကြီးရဲ့ air ခွန်းနဲ့ရေတိုင်ဂီတာဝန်ကိုတာဝန်ယူထားတာပါ။သမုတ်တရားတွေကနေလာတဲ့အပူစွမ်းအင်ကိုစုပ်ယူပြီးကဘာအပူချိန်ကိုမြတ်တာအောင်ညှိပေးပါတယ်။အပူပိုင်းစုံကရေနွေးတွေကိုဖြန့်ဝင်ပေးတဲ့စနစ်ကြီးပြက်စီသွားရင်ကဘာကြီးဟာချက်ချင်းဆိုသလိုအပူချိန်မမြတ်တာမှုတွေဖြစ်လာမယ်။နေဘက်ဆိုရင်အရန်ပူပြီးညဘက်ဆိုရင်ရေခဲမက်အောက်ထိအေးခဲသွားနိုင်ပါတယ်။နောက်တစ်ခုကတော့ရေတန်ရရပါ။ သမုတ်တရားရဲ့အငွေ့ပြန်မှမိုးတိမ်ဖြစ် မိုးတိမ်ကနေမိုးရွာတာပါ သမုတ်တရားမရှိဘူးဆိုရင် မိုးလည်းမရွာတော့ပါဘူးကျန်ရှိနေတဲ့မြစ်တွေကန်တွေရေလောင်တမန်တွေကရေပမာဏဟာရက်ပိုင်းအတွင်းမှာပဲအငွေ့ပြန်ပြီးခန်းချောက်သွားမှာပါရက်တတပတ်အနှင်းငယ်ကြတဲ့အခါမှာအပင်တွေအလုံးစတဲ့တင်ဆုံးလာပါမယ်သစ်တော်ကြီးတွေလည်းခြောက်တူသွားမယ်ကဘာကြီးတစ်ခုလုံးတဲကန်နာရကြီးဖြစ်သွားပါလိမ့်မယ် အစိုးဆုံးကတော့6သိန်းနေတဲ့တစ်ပင်တစ်တော်တွေဟာကဘာအနက်မှာလောင်စာကြောက်ကြီးတွေဖြစ်သွားပြီးနေရာတိုင်းမှာမီးဟုံဟုံတောက်ပါလိမ့်မယ်။ဒီမီးကိုးတွေကြောင့်လေထုထဲကအောက်ဆီဂျင်ပမာဏကျဆင်းသွားမယ်။လူသားနဲ့တရိတ်ဆန်အများစုဟာရေငတ်လို့ပဲတည်မလားအသက်ရှူချက်ပြီးတည်မလားရွေးချယ်စရာလမ်းနဲ့လမ်းပဲကြံမာတော့တယ်။နောက်ဆုံးရလက်ကတော့ကျမတို့ရဲ့လှပတဲ့ကဘာကြီးဟာ Venus ဂျိုလိုမျိုးပူပြင်း၆တိပြီးတက်ရှိတွေနေထိုင်လို့မရတော့တဲ့ဂျိုပြည့်ကြီးတစ်ခုဖြစ်သွားမှာပါ။ တကယ်တော့သမုတ်တရားတွေဆိုတာကဘာကင်ဟာစနစ်နဲ့နှလုံးသဲပို့ပါပဲသူတို့မရှိဘူးဆိုရင်ကျမတို့လည်းမရှိနိုင်ပါဘူးဒါကြောင့်မိတ်ဆွေတို့ဒီဗီဒီယိုလေးပြီးရင်တော့စိတ်တက်မကြသွားပါနဲ့အခုလက်ရှိမှာ သမုတ်တရားလေးတွေရှိနေတော့ ကန်းချီလေးပါလေးသွားပြီးအပန်းဖြေလေးခီးလေးထွက်ပြီးပျော်ပျော်နေလိုက်ကြပါဦး။ရည်ရှိနေတော့တံမိုးထားကြတာပေါ့ရှင်။ဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like လုပ်ဖို့မမေ့ပါနဲ့နော်။နောက်ထပ်လည်းအခုလိုစိတ်ဝင်စားစရာဗဟုသုတရတဲ့အစီအစဉ်လေးကိုတင်ဆက်ပေးသွားမှာဖြစ်လို့ NKB Entertainment YouTube Channel လေးကို like and subscribe လေးလုပ်ပေးကြဖို့တောင်းဆိုပါရစေရှင်။အားလုံးပဲပေးရနေခင်ကြပါစေရှင်။